Okay Penguin Two Face Riddler ဆိုတဲ့ villain တွေက Batman fan တွေအတွက် Batman predator တွေအတွက်ယဉ်ကျေးထားကြပြီးသားရုပ်ရှင်တွေပေါ်မှာမြင်ပူထားကြပြီးသား character တွေဖြစ်မှာပါ But အခု video မှာမြင်ရမယ် Absolute Bane ကဖန်တီးလိုက်တဲ့ Absolute Penguin Absolute Two Face Absolute Riddler တို့လိုဇလံမျိုးတွေကိုတော့ predator တီတခါမှမြင်ဘူးကြားဘူးမှမဟုတ်လို့ဒီကောင်တွေကိုကြည့်အပြီးမှကြောက်မဲ့အစားတနာတဲ့အတွက်မျက်ရည်ပါကြာသွားစေရမယ်လို့အာမခံပြီးပြောပေးရပါတယ်။နောက်နောက်ဆုံးအပိုင်းမှာဆိုရင် Batman ဒီမကောင်းဆိုးဝါးနေရာကြီးမှာဖင်ပြောင် ဲ့အဖမ်းခံထားရနေရာကနေသူရဲ့တငယ်ချင်း Killer Croc ကိုပါကယ်တင်ပြီးတော့မိချောင်းစီးပြီးတော့ရေစိုးမြောင်းတွေကိုထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။အပြင်တနေရာစီအထိ Bruce ကိုကယ်တင်လာပေးခဲ့ပြီးမှအကူငါးကိုကယ်တင်ပေးပါတော့ဆိုပြီးတော့မကောင်းဆိုးဝါးအတန်ကြီးနဲ့ Killer Croc ကပြောလာတယ်။ Batman ကသူကုသဆေးကိုရအောင်ရှာပေးမယ်။လူပုံစံပြန်ဖြစ်အောင်အတွက်ကြိုးစားပေးပါမယ်လို့ကတိပေးတယ်။ But it hurts အခုလိုကြီးဖြစ်နေရတာကနာကျင်လွန်းကြောင်းနဲ့သူ့ကိုကယ်တင်ပေးပါဆိုတာကတပ်ပစ်ပေးပါဆိုပြီးတော့ပြောတာဖြစ်ကြောင်း Bruce ကိုပြန်ပြီးတော့ပြောတယ်။ဒီတော့ရ န်သူကိုတော့မှမတက်ဘူးဆိုပြီးတော့သတ်မှတ်ထားတဲ့ဘက်မန်ဒီအခုသူ့ရဲ့တငယ်ချင်းကိုတပ်ပြေရဖို့အတွက်ဖြစ်လာခဲ့ပြီးဘက်မန်ရဲ့ဓာထိုးချက်ကလွဲသွားခဲ့တဲ့သူမလုံနိုင်ဘူးဒါဆိုလဲငါလုံမယ်လို့ပြောပြီးဝေလန်ကသူ့ဘာသာအဆုံးသတ်ဖို့အတွက်ကြိုးစားတယ်ဘက်မန်ကဓာကိုဆွဲလုပြီးတော့တစ်ချက်ဖြတ်ကန်လိုက်တဲ့အခါဒီအကောင်ကြီးကအကျယ်လောင်ဆုံးမိဟီးရဲ့မင်းကိုအဲ့ဒီနေရာမှာပဲငါကထားပစ်ခဲ့တင်တယ်လို့ပြောပြီးတော့ရေစိုးမြောင်းကြီးတွေကရေရေစီကိုတိုးဝင်ပျောက်ကွယ်သွားပါတယ်ဘက်မန်တယောက်တာဒူထောက်ချန်ခဲ့ပြီးတော့အဲ့ဒီနေရာမှာပဲမေမျောသွားလိုက်ပါတယ်ကောမိ ကအတိတ်ကိုပြန်ပြီးတော့ပြရတယ်။စင်ရသားဘရူစဝိန်းတယောက် Crime League ထဲမှာ Coso Lunite တွေလုတ်ပြီးတော့ရလာတဲ့ပတ်စံနေနဲ့သူရဲ့ Sor Selena Kyle ကိုခေါ်ပြီးတော့အင်လာဝယ်နေတဲ့အချိန်ကိုပြန်ပြီးတော့ရောက်သွားခဲ့တယ်။သူ Batman လုတ်ဖို့အတွက်မရွေးချယ်ခင်အထိမှသူရဲ့အနာမှာအကုန်ကရှိနေခဲ့သေးတယ်။ဝေလန်လည်းမကောင်းဆိုးဝါးကြီးမဖြစ်သွားဘဲနဲ့သူဖြစ်ချင်တဲ့လက်ဝဲသမားဖြစ်အောင် Bruce ကကူညီပေးနိုင်လိမ့်မယ်။အခုတော့သူဒီစပင်းနေတောင်မှမရှိတော့တဲ့ကဒုံနဲ့စေးပိုက်တွေနဲ့အခန်းတစ်ခုထဲမှာဘာမှမသိတဲ့နေရာကြီးမှာနှိုးထလာရတယ်။သူ့ကို Alfred ကရှာတွေ့ပြီး ီးတော့ကဲတင်ပေးထားခဲ့တာဘက်မန်ကိုသူကဒီနေရာမှာလွန်ခဲ့တဲ့ရက်20ကမောက်ရက်သားကြီးတွေ့တာဖြစ်ကြောင်းကိုရှင်းပြလိုက်ပါတယ်20 fucking days ဘက်မန်ဒီတူမရှိတော့တဲ့အချိန်မှာဖြစ်ပျက်သွားနိုင်မယ့်အရာတွေကြောင့်သူဘယ်သူလဲဆိုတာကိုဘိန်းတို့ကသိတဲ့အတွက်ဘယ်သူတွေကိုဘာလို့လှုပ်ထားနိုင်မလဲဆိုတာကိုစိုးရိမ်နေတဲ့အတွက်ချက်ချင်းပဲအဝိတ်ကိုကောက်ဆွပြီးတော့မိခင်ရှိရာ Gotham Museum ကိုပြေးထွာလာလိုက်တယ်အဖရက်ကတားတဲ့မင်းရဲ့အုံနောက်နဲ့ကြော်ရိုးတွေတွေကိုဘိန်းရဲ့ခန္ဓာကိုယ်ပေါ်က Venom အစိတ်တွေထိုးသွင်းထားတာရှိနေသေးကြောင်းကိုရှင်းပြတယ်ဘက်မန်ဒီ ဲ့ဒီအစိတ်တွေရဲ့ဒဏ်ကိုခံစားမိပေမဲ့ကြိတ်ခံပြီးတော့သူ့ရဲ့အိမ်ရှိအထိကိုအရောက်လာခဲ့ပါတယ်။ကံကောင်းစွာပဲအိမ်မှာသူ့ရဲ့အမေဒီဂျင်ဂေါ်ဒန်ရဲ့ဆောင်းဆောင်မှုနဲ့အန်ဒီရဲ့ကင်ကင်းရှိနေခဲ့တယ်။ဘရုစ်ကိုတွေ့တော့အမေဒီပါတစ်ချက်ဖြတ်ရိုက်ပြီးတော့ဖတ်ထားလိုက်တယ်။အော်စီတယောက်ပင်ကွင်းတယောက်ဘာဖြစ်သွားတယ်ဆိုတာကိုကြားလိုက်ရတဲ့အချိန်မှာအရန်စိတ်ပူနေခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ Hold on နေပါဦး။အော်စီကဘာဖြစ်သွားတာလဲဆိုပြီးတော့မေးလိုက်ရင်လည်းချက်ချင်းပဲသူဒီဂေါ်ဒန်မျိုးရဲ့စေယုံစီကိုအပြေးရောက်လာခဲ့ပါတယ်။ဗာမန်းညာမန်းကိုမသိသေးပေမဲ့သူ့ရဲ့တငယ်ချင်းကို ဝင်တွေ့တော့ကုတာပေးနေတဲ့ဆရာဝန်အဖွားကြီးဒေါက်တာလက်စလီတွမ်ကင်းစ်ကမြင်ရင်စိတ်ကိုထိန်းထားဖို့အတွက်ကိုတတိပေးတယ်ဘတ်မန်ကိုရိုင်းလည်းမြင်တဲ့အခါမှာကြောက်လန့်သွားခဲ့ပါတယ်ပင်ဂွင်ဒီဆေးရုံခရင်ပေါ်မှာလဲလျောင်းနေတယ်သူရဲ့တခုလုံးကအယိုးတွေကမရှိနေတော့အောင်အထီအချိုးခံထားရတယ်ဒေါက်တာပြောတာအရလှုပ်တဲ့လူကတီကြတယ်ခန္ဓာကိုယ်ကအဓိကအင်္ဂါတွေကိုရှောင်ပြီးတော့ထိုးထွားတာရားစရာမရှိတော့အောင်ဒီလိုပုံစံအတိုင်းဖြစ်သွားအောင်ကိုတမင်ဖြည့်စီးပစ်ခဲ့တာအခုပင်ကွင်းကိုသူတို့ကထောင်ထားလို့တော့မရဘူးသူ့မှာအယိုးတွေရှိမနေတော့ဘူး သူပြန်ကောင်းခဲ့တယ်ဆိုရင်တော့မှအသက်ရှင်ခဲ့တယ်ဆိုရင်တော့မှသူဒီတာမန်ထက်အရက်နှစ်ပေပို့ပြီးတော့ပူတူသွားလိမ့်မယ်သူရဲ့ခြေတွေလက်တွေကတုံးမရတော့အောင်တကယ်ပင်ကွင်းစစ်စစ်လိုဖြစ်သွားအောင်အပီးရိုက်ချိုးဖြက်စီးပြလိုက်တာဖြစ်ပါတယ်ဘိန်းဒီဘတ်မန်ကဒါကိုမြင်တဲ့အခါမှာသူရဲ့တကူလုံးကအယိုးတွေပြက်စီးလို့ခံစားရစေခြင်းနဲ့အတွက်လောက်ခဲ့တာဖြစ်ပြီးတော့ Bruce Curran လည်းအဲ့လိုခံစားလိုက်ရပါတယ် Harvey ကဆေးရုံကိုလာကြည့်သေးလားဆိုပြီးတော့ Bruce ကမေးလိုက်တဲ့အခါမှာဒေါက်တာဒီသူတို့မင်းကို Harvey အကြောင်းကိုမပြောပြကြဘူးလားဆိုပြီးတော့ပြောတယ် Harvey 2 phase အဆင်ပြေလို့ shutdown ထားတဲ့ VPN application တွေကိုအသုံးပြုရတဲ့အခါမှာဒီလိုမျိုး line tick line နေတဲ့အခက်အခဲတွေကိုကြုံရတတ်ပါတယ်။အဲ့ဒီအဆင်မပြေမှုတွေကိုတစ်လတစ်ထောင်လောက်အသုံးပြုလိုက်ရုံနဲ့ဖြည့်ရှင်းပြီးသားဖြစ်သွားမယ်ဆိုရင်ကော yes လူတိုင်းဒီပါလဲသိကြမယ်မြင်ဘူးကြမယ် Express VPN application မှာဆိုရင်ကြော်ညာကြီးကြီးစီရမလို့တော့ပဲနဲ့ line ကိုပို့ပြီးတော့ smooth အဖြစ်ဆုံးအသုံးပြုနိုင်မဲ့ premium account တွေကိုဒီနေ့ video ရဲ့ sponsor Blue Lamp Premium Store မှာဆိုရင်တစ်လစာတစ်ထောင်ကျပ်တဲ့နဲ့ဝယ်ယူလို့ရနိုင်ပြီဖြစ်ပါတယ်။ တိုးတီပို့ပြီးတော့ convenient ဖြစ်သွားစေတာကဈေးနဲ့အချက်အလက်တွေကို Google က website မှာပါအချိန်မရွေးဝင်ကြည့်လို့ရနိုင်ပြီးတော့ CapCut လိုမျိုး editing software တွေ Netflix လိုမျိုး streaming software တွေအတွက်ပါ premium account တွေကိုအသက်တာဆုံးဈေးနှုန်းနဲ့ရရှိနိုင်ပါတယ်ကြောင့်မိတ်ဆက်ပေးလိုက်ပါတယ် and ပြီးတော့ channel ကကြည့်ရှုသူများအတွက်တည်တံ့ဝယ်ယူရတဲ့အခါမှာ EGGS 13ဆိုတဲ့ကုတ်ကလေးကိုပို့ပေးလိုက်မယ်ဆိုရင် first purchase ပထမအုပ်ဆုံးဝယ်ယူခြင်းအတွက်10% discount ကိုလည်းရရှိအောင်ပါဖြစ်ပါတယ်ဒီတော့စိတ်ဝင်စားလို့အသုံးလို့လို့ဝယ်ယူခြင်းကြ တယ်ဆိုရင်ဆက်တွေ့နိုင်မဲ့ Telegram link နဲ့ဝင်ရောက်လေ့လာကြည့်ရှုနိုင်မဲ့ website link ကိုလည်း comment မှာချပေးထားပါတယ်။ Harvardan Two Face D Bain က Aussie ကိုထိုးရိုက်ချိုးဖျက်နေတဲ့အချိန်မှာအရက်ပလင်ကိုဆွဲခိုင်းပြီးတော့ပြေးလာကူညီခဲ့တဲ့လူဖြစ်ခဲ့တယ်။ But Bain ကတစ်ချက်နဲ့သူ့ရဲ့ခေါင်းကိုခြေပစ်လိုက်တဲ့အဲဒီမောက်ကျသွားတဲ့အရက်အရေတွေပေါ်မှာပဲ Harvey ရဲ့ခန္ဓာကိုယ်ကိုသူ့ရဲ့ခြေထောက်အကြီးကြီးနဲ့ဖိချေထားလိုက်ပြီးတော့ Harvey ရဲ့ခန္ဓာကိုယ်တစ်ချမ်း50%တိတိကိုမိမြိုက်လောင်ကျွမ်းစေခဲ့တယ်။ဒီလောက်နဲ့မရသေးဘူး။ Bain ကသူ့ရဲ့ဥကောင်း င်းခွန်ကိုပါဆွဲပြည့်ဖြစ်ခဲ့တဲ့ဟာဗီတန်ဆိုတာကသူ့ရဲ့ဗီဇအတိုင်းအမြဲလေတံကိုနှစ်ဖက်နင်းတဲ့စိတ်နှစ်ခုရှိတယ်သူဒီတစ်ဖက်မှာဥပဒေကိုအကျိုးဖော်တဲ့ရှင်နေတယောက်ဖြစ်ပေမဲ့အခုလိုမျိုးခိုးဆိုးလူနိုင်တင်နဲ့ပေါင်ရတာမကောင်းတာတွေကိုအတူတူလုပ်ရတာကိုလည်းခုံမင်းနဲ့ဒီတော့ဘိန်းကအဲ့ဒီစိတ်နှစ်ခုလူနှစ်ခုကိုအပီးခွဲပေးလိုက်တယ်ရဲရီရှာတွေ့ရဲ့အချိန်မှာဟာဗီဒီ2 face ဆိုတဲ့အတိုင်းသူ့ရဲ့ခေါင်းညနာနှစ်ချမ်းဟာအလဲကနေပြီးတော့ကွဲပြီးတစ်ဖက်စီပြုတ်ကျနေတယ်လို့ဒေါက်တာပြောပြတာအရာတည်လိုက်ရပါတယ်အခုတော့သူတို့ကဟာဗီကို ကိုပြန်ပြီးတော့ကူတာပေးထားပြီးတော့ဟာဗီကအသိရှိနေပြီသူရဲ့စကားတွေကလည်းတချမ်းစီကနေပြီးတော့ထွက်လာနေတယ်အရာအားလုံးကဘရုစ်ရဲ့အဖြစ်တွေပဲမင်းကငါတချမ်းပဲမုန်းနေတော့မှမင်းဒိုးလိုက်တော့လို့ပြောပြီးတော့မောင်းထုတ်ပြစ်လိုက်ပါတယ်ဘရုစ်ကအပြန်လမ်းမှာသူရဲ့နောက်ဆုံးကြံ့တဲ့တငယ်ချင်းအက်ဒီရစ်ဒလာရှိတဲ့နေရာစီကိုစိတ်ပူပူနဲ့ပြေးလာခဲ့တယ်ရောက်တော့အက်ဒီကထိုင်ပြီးတော့အလုံးလုံးနေရဲ့ဘရုစ်ကိုလာခဲ့လေဆိုပြီးတော့အေးစေပဲခေါ်တယ်ဘရုစ်တယောက်အက်ဒီအဆင်ပြေကြောင်းသိသွားတော့စိတ်ပေါ်သွားပြီးမြင်ရတဲ့အရာတွေကြောင့်ပို့ပြီးတော့လေးလံသွားခဲ့ပါ ါရယ်အဲဒီကိုဘိန်းကမျက်လုံးတွေကိုထိုးပေါက်ပစ်တာလို့မျက်လုံးတွေဒီအပေါက်တွေဖြစ်နေပြီးလူတွေကိုခေါင်းဖောက်စားတတ်တဲ့အုံနောက်သမားဆိုတဲ့အတိုင်းသူရဲ့အနောက်ကခေါင်းကြီးဒီတကယ်ကြီးပေါက်နေပြီးတော့အုံနောက်တွေကိုပါမြင်နေရတယ်သူပြောပြတာအရဘိန်းဒီသူ့ကိုညံဆန်းတစ်ခုကိုဖြေနိုင်မယ်ဆိုရင်လှုပ်ပေးမယ်ဆိုပြီးတော့စိန်ခေါ်ခဲ့တယ်ပြီးတော့သူရဲ့ခေါင်းကနေကင်ပြီးတော့ဦးခေါင်းကိုဖိချေဖြက်စီးပြလိုက်တယ်အထူးသဖြင့် intelligence ကြီးတဲ့နေရာညံကောင်းပါတယ်ဆိုတော့အုံနောက်အရှိပိုင်းနေရာကိုဖိချေပြလိုက်တယ်ခံစားရတာကတော်တော်ဆိုးတယ်ဘရူးစီဒါပေမဲ့မနာတော့ဘူး ခေါင်းထဲကအချက်အလက်တွေကမေခွန်းနေအဖြစ်ကိုပြောင်းသွားခဲ့တယ်။အခုသူ့ရဲ့ခေါင်းထဲမှာဆိုရင်မေခွန်းနေပဲရှိတော့တယ်။သူဒီ Riddler လုံလုံကိုပြစ်သွားခဲ့ပါပြီ။ And သူတယောက်တည်းကပဲတဘောပေါက်ခဲ့တာ။တကယ်တော့ Bane ဒီသူတို့အားလုံးကိုသူတို့အမြဲတမ်းဖြစ်လာဖို့အတွက်ရှိခဲ့တဲ့အရာကိုပေးဖြစ်လိုက်ခြင်းပဲ။မင်းအတွက်လည်းပေးလိုက်တယ်ထင်တယ်ဆိုပြီးတော့ပြောတဲ့အခါမှာ Bruce တယောက်ကလည်းသူ့ရဲ့ခန္ဓာကိုယ်အတွင်းက Bane အစိတ်တွေကြောင့်ဒေါ်ဒါတွေပို့ပို့ပြီးတော့ကြီးလာနေရဲ့ဆိုတာကိုတတိထားမိလိုက်ပါတယ်။ဒါဆိုမင်းပါဆက်လုံးမှာလည်း Batman ရေးဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့နောက်တစ်မျက်နှာမှာ ာဘတ်မန်ဒီအဖရန့်နဲ့အတူပုံအောင်နေတဲ့သူ့ရဲ့ base မှာဆိုရင်ဘတ်မန်ဝစ်ဆွန်ကိုတော့မှဝစ်ဆင်ပြီးနေပါပြီ။ဒါပေမဲ့သူကမြို့ထဲမှာရှိနေတဲ့မြား operation တွေအကုန်လုံးကိုရက်ချပစ်ဖို့အတွက်လက်အောက်ငယ်သား Red Hood ဆိုတဲ့ gain ကိုအမိတ်ပေးလိုက်ပါတယ်။ Bruce ကလက်ရှိမှာလမ်းပြောင်းနေပြီး Predator တို့မှမိကြပါလိမ့်မယ်။တစ်ချိန်တုန်းကသူ့ကို Black Mask ကပေးခဲ့တဲ့အခွင့်အရေးကိုသူကယူခဲလိုက်တင်တာ။ယူခဲလိုက်မယ်ဆိုရင်အခုလောက်ထိအထီးဖြစ်ကုန်မယ်မထင်ဘူး။ငါရဲ့တငယ်ချင်းတွေငါရဲ့တငယ်ချင်းတွေကိုဒီကောင်ဖျက်ဆီးပစ်လိုက်တဲ့ Alfred ရေဆိုပြီးတော့ယူကြုံမရစိတ်သက်ကြစွာနဲ့ပြောလိုက် ုင်မိပါတယ်။ Bad Alfred ကတော့ Mindy လိုအရာရာကိုရက်ချပစ်လိုက်လို့လည်းဘာမှမထူဘူး။ Min ကဒီအရာတွေကြားတဲ့ကို Min ကိုယ်တိုင်ရွေးချယ်ပြီးတော့ဝင်မိပြီးသွားပြီးအရာအားလုံးကလည်းပြောင်းလဲသွားပြီး Min ကဘာမှလည်းလုပ်လို့မရတော့ဘူး။တခုတည်းတော့နီလန်ကရှေ့ဆက်တိုးဖို့ပဲဆိုပြီးတော့ပြောလိုက်ချိန်မှာသူတို့ရဲ့ base ကိုတစုံတစ်ယောက်ကဖောက်ဝင်လာကြောင်းသတိပေးတဲ့နေထွက်လာတယ်။ဒါဒီဘိမ်းမဲ့ဖြစ်ရမယ်ဆိုပြီးတော့ Alfred ကဆိုရင်သူ့ရဲ့အာနိုလို့မီနီကန်ကြီးကိုထုတ်ကိုင်းပြစ်လိုက်ပါတယ်။ဘယ်တကယ်တမ်းမှသူချရမယ့်အကောင်လဲဆိုရင်သူ့ရဲ့တနက်ကအလုံးမဖြစ်တော့ဘူး။ Alfred ဒီဘယ်သူလဲ ုတာကိုရှာနေတဲ့အချိန်မှာသူ့ရဲ့အနောက်မှာကြာဖို့တခုကြာလာခဲ့တယ်။ခြေတန်းတွေတွေတခုကမျက်နှာကိုကန်လိုက်တာလက်သီးတေးတေးတခုကမျက်နှာကိုထိုးတာကိုခံလိုက်ရအပြီးမှာစင်ဖမ်းမဲ့ကြာဖမ်းမဲ့ဆိုတဲ့ဘဲကလည်းမောက်သွားခဲ့ပါပြီ။ and yes နင်ဒီမှာဘာလာလောက်တာလဲဆိုတဲ့ Batman ရဲ့မိခွန်းနဲ့အတူ လူဆိုးဖြစ်နေပြီလို့ယူဆရတဲ့ absolute cat woman ကိုပြပြီးတော့အခု issue ကိုအဆုံးသတ်သွားခဲ့ပါတယ်။စောက်ရမ်းစောက်ရမ်းကိုမှမိုက်ပြီးစုပ်ပြတ်နေအောင်ကြမ်းတမ်းနေတဲ့ absolute batman comic ပါ။အခုဆိုရင်တလားတစ်ပိုက်ထွက်လာခဲ့တာ12ပိုက်ရှိပြီးဒီတစ်နှစ်လုံး ံမှာအခုကောမိတ်ကိုလိုက်ပါစီမျောပေးခဲ့ကြသူတူချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။အခုမှတွေ့လို့ဒီဇလန်ကိုစိတ်ဝင်စားကြရဲဆိုရင် channel မှာအစကနေပြီးတော့ playlist တွေလုပ်ပေးထားရရှိပါတယ်။ဒီဇလန်ကဘလို့အဆုံးသတ်မလဲ။တလားတစ်ပိုက်ထွက်တဲ့အချိန်မှာဘလို့အကျန်းဆုံးအရာတွေကိုလာအောင်လဲဆိုတာကိုစိတ်ဝင်စားကြရဲဆိုရင် subscribe လေးလုပ်ထားပြီးတော့ like ပါစီမျောပေးကြဖို့အတွက်ကိုလည်းဖိတ်ခေါ်ချင်ပါတယ်။နောက် video တွေမှာပဲတွေ့ကြရအောင်။